မင်္ဂလာပါရှင် Cliff of Freedom Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ယခုဖပြမှာကတော့စာရေးဆရာမကြီးဝင်ဝင်းမြန်နန်းတော်ရှိရေးသားထားတဲ့ဝမ်မုံခြေတန်းဆိုတဲ့ဝတ္ထုစာအုပ်လေးကိုဖပြမှာပဲဖြစ်ပါရစေ။အားလုံးပဲခံစားနာဆင်ပေးကြပါအောင်ရှင်။ ဝမ်မောင်ချေတန်အပိုင်းရှစ်အဲ့ဒီအကြောင်းလေးကြောင့်မင်းငါကိုနိုင်အောင်လက်မခံနိုင်တာဟုတ်တော်ကြီးတာပီတူနဲ့တင်းတင်းအကြောင်းပြောရင်ကဘလို့ဖောက်သွားတာလဲဆက်ဆက်မိသွားတာကိုဒီချိန်မှာတော့ဘာကြောင့်မဲ့ပြပြဒီဘူးတော်ဆိုက်မှာပဲရေခဲတော့ရင်ငါစိတ်ထဲမှာဒါရီပဲတဝင်းလေးလေးဖြစ်နေတယ်ရေခဲတော့ကမေတော်စိတ်ကိုအံ့ဩနေမိသည်ကိုနိုင်တို့မိသားစုနဲ့မေတော်တို့မိသားစုကိုစတင်တည်ကျွမ်းရသည့်ချိန်မှာစာရွေးခွေခွေချာချာတီးခွင်ရတာမျိုးမဟုတ်ခဲ့ပဲ တွေ့တဲ့ဆမမနှောတဲ့အမျိုးတွေဟုမိတော်ကဆနောက်ပြီးပြောခဲ့သေးတာလေခုတိုင်မမီနေသေးပဲမိတော်သည်သူ့ငယ်ဘဝကိုတစ်ခါတစ်ခါမှလွန်မောစွာဖြင့် ပြန်ပြောပြတတ်သည်တခြားကလေးတွေနဲ့မတူခဲ့သည့်မိတော်အတွေ့ကိုအဲ့ဒီတုန်းကလေးကပင်ရေခဲတုန်းကစိတ်ဝင်စားရှိခဲ့ဘူး၏အထူးသဖြင့်မိတော်ဤမိမိများအကြောင်းပေါ်မိတော်ငယ်ငယ်ကမိတော်မမမီဟုခေါ်ခဲ့ဘူးသောမိမိတွေအများကြီးရှိသည်ဟုထင်မိခဲ့၏တခြားလူတွေမှာဥပမာ ကိုနိုင်တို့မိဆိုတို့မှာသူတို့မိမိအန်တီမိုးတယောက်သားဖြစ်သည်ဘဲကြောင့်ဆိုတော့နှုတ်ကြတိုက်ကြွေတာထမင်းခွန်ကြွေတာအင်ကြီးပေါင်းမီတွေရှော့ဖို့ပေးတာရေချိုးခါခါလုပေးတာအိယာထဲမှာချော့သိတာအားလုံးအန်တီမိုးတယောက်ထဲသားလို့ရသည် ထို့ကြောင့်သူတို့မှာမိမိတယောက်ထဲမိတော့မှာတော့အဲ့ဒီလိုမဟုတ်ထမင်းခွန်ကြွေတဲ့မိမိကဖွားဖွားဖြစ်သည် ရေချိုးပေးတဲ့မိမိကအိမ်မှာအဖို့ခေါ်ထားတော့တော်တော်ပူဖြစ်သည်တနခါလူပြီးအင်ကြီးငလာကလေးတွေဝတ်ပေးတဲ့မုံကြွေတဲ့မိမိက ဒေါ်လေးဖြူဖြစ်သည်။ညညာမှာမိတ်ကုတ်ပြီးရခက်ကချောသိတဲ့မိမိကဖေဖေဖြစ်သည်။မိတော့ကိုသုံးမင်းစပိန်စီတအောင်တင်ပေးတဲ့မိမိကအန်ကဲဇော်ဖြစ်သည်။အဲ့ဒီမိမိတွေထဲမှာမိတော့အာသာဇန္နာပြေဝအောင်ဖြည့်စွန်နိုင်သူက တခါတခါမှချွတ်ချွတ်တိုက်တော့အန်ဒီမိုဝင်ဖြစ်သည်။လူကြီးတွေကိုမိတော့ကစကားပြောတတ်လာတော့အခါမိတော့စိတ်ကူးထဲမှာရှိခဲ့သောမိမိများအကြောင်းကိုပြောပြခဲ့တော့ဖေဖေကတိတ်ကိုသဘောကျကာဧည့်သည်လာတိုင်း ။သမီးမိတော်ရဲ့မိမိတွေကြောင့်ပြပြပါအောင်ဟူမေးပြီးအခန်းခိုင်းတော်သည်။မမမိတို့လိုမမမိတို့လိုဖြစ်နေသောငငယ်ကအကြောင်းအရာများထဲမှာပူပူနွဲ့နွဲ့မမတောင်းတောင်းကြီးကိုကံ၍ဆူရသောနှုတ်ပူကြီးကိုမုံမုံနဲ့တွန်းပစ်တာတွေအတ္တီမိုးတိုက်သောချိုချိုပေါ်မှာစိုက်မိတာတွေလည်းအိမ်မက်လိုလိုပါလိုလိုနဲ့အဲ့ဒီအရွယ်ကအကြောင်းအရာများအသက်ကြီးလာတဲ့အချိန်မှာမှတ်မိနိုင်ပါမလားဟူတန်တရားဖြစ်မိပေမဲ့အတ္တီမိုးကတော့ဝင်းမထုတ်ရတဲ့တမီလေးဟူခေါ်ပြီးမိတော့ကငငယ်တုန်းကအကြောင်းတွေကို ုံမြင့်တပုတ်လိုပြပြတတ်သည်အန်တီမိုကကိုနိုင်ကိုမွေးပြီးတပတ်လောက်မှမိမိကမိတော့ကိုမွေးခဲ့သည်မိမိကဆုံးသွားသောအခါကလေးနှင့်အလွန်ဝေးနေပြီဖြစ်နေသောဘုဘွားတခါမှကလေးမထိန်ဘူးသောအပြူကြီးတော်လေးဖြူကိုအန်တီမိုကကူညီပေးရသည်အန်တီမိုသည် ကိုနိုင်နှင့်မိတော့ကိုတပြိုင်တည်းထိန်ခဲ့ရသလိုပင်ဖေဖေနှင့်အန်ကေဇော်သည်ဌာနတစ်ခုထဲမှလှုပ်ဖို့ဂိုင်ဖက်များပင်ဖြစ်သည်အန်ကေဇော်ကဖေဖေတဲ့ယာတုတစင်ငယ်သည် ဌာနကပေးသောမိသားစုရိတ်သားမှာအင်ဂျင်ကဲ့ရဲ့နေကြသည်ခြားစင်းများကတော့မိတော်တို့အိမ်နဲ့အိမ်နဲ့အတော်လေးအလံဝေးသောနေရာမှာတန်ရာတွေနဲ့နေကြရသည်မြို့နဲ့အနေငယ်အလံဝေးသောဖေဖေတို့အလုပ်စခန်းမှာရိုင်းပင်စရာ တိုင်ပင်စရာခင်ပင်စရာဆိုလို့ညီညီကက်ကက်မိတော်တို့အိမ်နဲ့ကိုနိုင်တို့အိမ်မဲရှိသည်မိမိရှိကလေးကအလွန်အေးပြီးရိုသားသောမိမိကိုအန်ဒီမိုကဥဆောင်ဥရွယ်ပြုလျက်ခင်ပင်စွာနေခဲ့ကြသည်ဟုဒေါ်လေးပြူကပြောပြခဲ့မှုသည် မိတော်ကအဲ့ဒီမိုးကိုချစ်သည်မိတော်ရဲ့ကြောင်းနေတော့ခါเจ้าမဆီယာမကဂရင်ပုံမြင်တဲ့ပုံကိုပြောပြသည်ဝေးမူရီဝေးမူရီဟုခေါ်ခေါ်ပြီးစကားပြောတတ်သောဂရင်မလေးအကြောင်းကိုကြားပြီးကလေးကအဲ့ဒီမိုးကိုအမိုးဟုခေါ်ချင်သော စိတ်တွေတဖက်ဝါပေါ်ပေါက်နေသည်ဘလုံးမမချုပ်တီးနိုင်တော့တညာချမ်းမှာတော့အဲ့ဒီမိုး၏ပေါမမကအောင်ရင်မိတော်ရင်တွေကဆန္ဒတွေကိုပြောပြပြီးတော့အဲ့ဒီမိုးကမျက်ရည်တွေလည်လျက်ခေါ်ပါတော့ခေါ်ပါငါသမီးလေးကြိုက်တယ်လို့သာ ခေါ်ပါဟုတ် ်ခွင့်ပြု၏အလုံးကလည်းမိသောအတွေ့အခေါ်များကိုစိတ်ဝင်စားခဲ့ကြသည်အန်ကယ်ဇော်ကဖေဖေကိုအကိုကြီးသမီးကတိတ်ဆိတ်ကူကောင်းလားကြည့်ရင်တော့ဇာကြီးဆရာမဖြစ်မယ်ထင်တယ်ဟုပြောခဲ့ပူလေသည်မိသောသည် အမိုးတန်သွားရေးကတ်ချွဲနေတော့လေအမိုးမှာသားတွေသမီးတွေနဲ့ဖြစ်သည် ကိုနိုင်ကအကြီးဆုံးပြီးတော့မိစုမိစုပြီးပေါက်ပေါက်သူတို့တွေနဲ့အတူတူမဟုတ်ဘဲအမိုးကမိတော့ပူပူရေးကြူဆိုင်သည် ကိုနိုင်က အနေငယ်တည်တက်လာသောအချိန်မှာမိတော့ကိုမနာလို့တူရှိရဖြစ်ခဲ့သည်လူကြီးတွေအကွေရမှာမိတော့ကိုအနိုင်ကျင့်၏မိတော့ကငိုရတိုင်းရင်ကိုနိုင်အရိုက်ခံရသည်လူကြီးတွေရှိမှာတော့မိတော့ကကိုနိုင်အောင်နိုင်လေသည်ကြောင်းမနေရသေးသောငယ်ဘွားကတော့ပြောစရာအတိပင်နနက်လင်းနေနဲ့မိဆုနဲ့ပပောက်သည်မိတော့ရဲ့အိမ်ကိုရောက်လာကြပြီးအိမ်ရှိကပရောက်ပင်ကြီးအောင်မှာလူကြီးတွေကထမင်းစားမခုံချင်းစောကြသည်မိတော့တို့တောင်းရောက်ကစားလို့အရှင်ရပြီဆိုရင် ကိုနိုင်ရောက်လာပြီးနောက်ဆက်တော်သည်မိစုနှင့်ပေါပောက်ကိုကိုနိုင်ကထိုးလိုက်ကြည့်လိုက်နှင့်နိုင်ရဲတော်လဲမိတော်ကိုရောမနိုင်ရဲပြီမိတော်ကကို့ဘုံမထီပေမဲ့ညီမလေးတွေကိုထီလင်းလဲနင်းနေမှမခံမဲစွာလွတ်သည်မမမိတော်ရေကိုကြီးလာလာရှုတော်ကစားပြတ်တယ်မိစုတို့တခုတီထွင်ထားရအောင် စကားဝတ်ပေါ့ကိုကြီးကိုနာမည်ဝတ်တခုပေးထားပြီးသူလာလာမြင်တဲ့လူကအဲ့နာမည်ကိုအွန်လိုက်အော်လိုက်တာနဲ့ဆက်မကစားတော့ပဲဒီတိုင်းညင်နေကြမယ်သူ့ကိုလည်းဘာမှမပြောနဲ့သူထွက်သွားပြီးဆိုမှဆက်ကစားကြမယ်လေ မိစု၏အကြံဉာဏ်ကိုအားလုံးကသဘောတူကြသဖြင့်ကိုနိုင်ကိုနာမည်ပေးရန်ရွေးကြ၏သူပြိတက်ကလည်းတရားမှမရှိတော့နာမည်ကောင်းကောင်းပေးပြီမလဲဖေဖေပြောပြမှုတဲ့ပုံမြင်တွေကမြင့်ကျင်ကျင်ဉဏ်များတတ်တဲ့တတဝါခွေဘလူးကိုတရိရ၍ခွေဘလူးလိုမိတော်ကပြောလိုက်တော့ပေါပေါကလည်းအလွန်မင်းသဘောကျသွားသည်ဒီလိုနဲ့ပင်ခွေဘလူးလိုအော်လိုက်ပါကအလုံးငြိမ်နေကြ၏အဲ့ဒီနေ့ဖြင့်တုံးလေးကအစဉ်ပြေခဲ့တော့လေကိုနိုင်နဲ့ပေါပေါရင်ဖြစ်တော်နေကနာမည်ဝတ်ခွေဘလူးသည် ပပအီဒေါ်တာကြောင့်ပေါ်သွားခဲ့သည်။အဲ့ဒီနေ့ကပုံနိုင်သည်စိတ်တွေတအားဆွဲရက်ဖေဖေကိုတိုင်သည်။တိုင်နာမှာဖေဖေယုံထီလိုက်တိုင်နာဖေဖေကလည်းမိတော့ကိုနှအိမ်ပေါင်းအလိုလိုက်ထားကြ၍စီကံပြတ်မိဆိုသောကြောင့်တင်းတင်းကြပ်ကြပ်ဆုံးပါသည်။မမရရမိတော့ကိုပထမဆုံးဖေဖေရိုက်တာကိုနိုင်ကိစ္စကြောင့်ပဲဖြစ်သည်။တမိပါဖြစ်လို့မမရရင်ပြောရတာလေဟု ဖေဖေကမေတော့မေတော့ကလည်းဖေဖေကိုတော့ပွားလျက်ကိုသမီးကိုအဲ့ဒီကောင်တိုင်တာနဲ့များဒေါသတကြီးမေးရမလားဟိုအောင်မေကတောက်မြင်ကလို့ဟိုမျက်နှာထားတင်းတင်းနဲ့ဖြည့်ပြလိုက်သည်ဖေဖေကပို၍တော့ပွားပြီးမိုင်ရိုင်အောင်ဟုပြောပြီးရိုက်သည်အမိုးနဲ့အန်ကယ်စောပြေးလာပြီးမေတော့ကိုဆွဲပြေး၍မဟုတ်လျင်မေတော့အတော်နာနိုင်သည်ဖေဖေကမေတော့ကိုတော်တော်နှင်းစိတ်မပြေစိတ်မပြေတာတည်းအလုလိုက်သူများကြောင့်မေတော့ဆိုးသွားမှာကိုစိတ်ညင်နေသည် မိသားနှင့်ဖိဖိကိုပြန်လည်အဆင်ပြေအောင်ဆက်ဆက်ပေးသူကအန်ကယ်ဇော်ဖြစ်သည်အန်ကယ်ဇော်မိသားတို့နှင့်ဒီရင်တင်းနီနေသောကြောင့်ကိုနိုင်မကောင်းတာအကုန်သိ၏ထို့ကြောင့်မိသားတို့ကိုနိုင်ကိုနမဲဝတ်ပေးထားကြတာလည်းသိ၏ပပောက်ကြောင့်တည်သွားတာလည်းပြန်ပြောပေးနိုင်၏ဖိဖိနှင့်မိသားပြန်၍အဆင်ပြေသွားကြသည်အန်ကယ်ဇော်နှင့်ဖိဖိကိုရှင်တွေ့လျင်မိသားသည်အန်ကယ်ဇော်ကိုပို၍ရင်းနှီးအားကိုမိလေသည်အန်ကယ်ဇော်နှင့်စကားပြောရလျင်ရေစရာတွေပြော၍ပြောစရာကောင်းလာသည် ဖေဖေကတော့အငယ်စောလို့မဟုတ်ဖေဖေရေစရာပြောတာကိုမိတော့တခါမှမတွေ့ဘူးပဲဖေဖေကစကားနဲ့လေသည်အငယ်စောကတော့ဖေဖေလို့မဟုတ်မိတော်တို့လိုကလေးတွေနဲ့ကစားရဆော်ရမလားဒေါ်လေးပြူတို့လိုပြူတွေနဲ့တဝဝဟာတိုက်ရေမောရမလားဖေဖေတို့လိုလူကြီးတွေကိုခေါင်းငိမ့်လက်ခံအောင်ပြောရမလားဘဘွားတို့နဲ့ဖျားသွားကြောင်တက်လှုပ်လိုက်ရမလားဘာသာဆောင်ရသည်ဖေဖေကအငယ်စောလို့မဟုတ်စာအုပ်ထူထူကြီးတွေကိုဖတ်ခြင်းဖတ်မဖတ်လျင်တယောက်တည်းပရိစိန်နေတတ်သည် မိသားနှင့်ဖေဖေသည်ညနေထမင်းစားပြီးချိန်ကျမှစကားနည်းနည်းပပပြောဖြစ်ကြသည်ဖေဖေကမိတော့ကိုစားတင်ပြီးသည်ဖေဖေကစားတင်ရင်တော့စိတ်ရှိသည်စားရီပါရီတင်ပြီးဒေါ်လေးဖြူကဖေဖေနှင့်မိတော့ကိုမုံတခုခုဒါမှမဟုတ်တစ်သည်ဒါမှမဟုတ်ကော်ဖီတောက်ရင်မိတော့လိုချင်တာလေးတွေဖေဖေကိုပူဇော်ရ၏ဖေဖေကထိုခါမျိုးတွေမငင်းစမ်းလိုက်ရော်လေးရှိသည်ပြီးတော့မိတော့ကိုဆုံးမဩဝါဒစကားတွေစိတ်လိုလဲရပြောတော့သည်မိတော့က ဖေဖေစကားများကိုနားထောင်ရင်းငိုင်းမြင်းလျက်ဤပြောသွားသောအခါဖေဖေကမိတော်ကိုပွေချပြီးဒေါ်လေးဖြူထန်သို့ပို့ပေးရသည်မိတော်နှင့်ဖေဖေသည်ညစဉ်ညတိုင်းထိုးထုံးဆန်ကလေးတိုင်းပြင်းရည်ဖွယ်ကောင်းစွာကုံဆောင်ခဲ့ရသည်မိတော်ကတော့ဖေဖေကိုအန်ကယ်စောလို့ဖြစ်စေခြင်းသည်ဖေဖေကအန်ကယ်စောထက်ယာတုကြည့်ပေမဲ့အန်ကယ်စောလောက်မချမ်းသာပါမိတော်တို့မှာ TV မရှိပေမဲ့အန်ကယ်စောတို့မှာ TV ရေခဲတက်တာဆိုင်ကယ်ခင်မီပစ္စည်းအစုံရှိသည် ်အန်ကယ်ဇော်တို့အိမ်ကိုလာသောဧည့်သည်ကြီးများကလည်းလက်ဆောင်တွေကိုယူလာလေရှိသည်မိတော်တို့အိမ်ကျထိုဧည့်သည်မျိုးမလာပါတယောက်စားနှစ်ယောက်စားလာလို့လက်ဆောင်လေးပါလီပါလီရင်လဲဖိုးဖွားနဲ့တော်လေးပြူကဇွတ်အတင်းညင်း၍ပြန်ပြီးလွှတ်လိုက်ကြ၏ဖေဖေကမကြိုက်လို့တဲ့ကို့အပေါ်မှာခင်မင်းလို့ပြာယူရတယ်တမီးရဲ့ဟုအန်ကယ်ဇော်ကရဲ၍ပြောပူတာလဲတရေရမိ၏အန်ကယ်ဇော်ရဲ့ဖေဖေကမသိလို့မယူဘူးတဲ့ဖေဖေကိုယူဖို့ပြောပြပါအောင်ဟုမိတော်ကဘူးမသိပါမသိပြောတော့အခါ အငယ်စွာနဲ့အမိုးတို့ကရဲလို့မစုံတို့ကိုကြီးကတော့မိတော်ကြီးမှပဲချမ်းသာတော့မှာဟုအငယ်စွာကပြော၍အတော်မတန်ရဲလေးရှိသည်မိတော်ကတော့ငငယ်လေးကလေးကကိုနဲ့ဆိုင်မမ်းမသိမဆိုင်မမ်းမသိဘယ်နေရာမစိုးဝင်ပါတဲ့ဆက်စုတတ်သည်ထို့အခါအလွန်အေးစေးတည်ငြိမ်သောဖေဖေကိုအစဉ်အမြဲအားမလို့အားမရဖြစ်ရသည်မိတော်တို့မြေဖွားသုံးရသည်ဖေဖေနိုင်ငံသားသွားနေသော ကာလတစ်လျှောက်လုံးအငယ်စွာနဲ့အမိုးတို့၏အကူအညီများနေမည်အစဉ်ပြေစွာနေရခဲ့ကြသည် ဖေဖေကနိုင်ငံသားကပြန်လာတော့ယာရုထတ်တက်ပြီးမြို့ကြီးတစ်မြို့ကိုပြောင်းရတော့သည်ထို့အခါဘဝနဲ့ဒေါ်လေးဖြူကပစ္စည်းသိမ်းရင်ငိုကြ၏အမိုးကလည်းတပတ်အိမ်သို့ပူလာ၍ပစ္စည်းကိုသိမ်းရင်တရှုံရှုံငို၏လူကြီးတွေကတော့မိတော်မိစုနဲ့ပေါပေါတို့ကလည်းပူမတိပါမတိငိုလိုက်ကြကစားလိုက်ကြငိုလိုက်ကြအလုံရှုံနေကြသည် ကိုနိုင်တယောက်ကတော့ထို့ချိန်မှာသူတို့ကောင်စိတ်တွေဝင်ရက်အထူးကိုလိမ်မာနေတော့သည် သူစုဆောင်ထားတဲ့ပလာဇာအုပ်တွေခဲကြွန်ကြလာလာကလေးတွေ ခဲတံအကောင်းလေးတွေကိုစိတ်ကူးရတိုင်းလာပြီးနေသည်မိတော်နှင့်မိဆွေတို့ပေါပေါတို့ကစားနေတဲ့ထဲမှာလဲပျော်ပျော်ရွှင်ရွှင်ဝင်ကစားလို့ရန်လဲမလို့စားလဲမစားလေးယောက်သားပြောစရာကောင်းနေသည် ကိုနိုင်ဦးဆောင်လေးကတခါမှမကစားဘူးတော့စစ်တိုက်တန်းတွေကစားကြတော့မျက်နှာတွေရောခြေလက်တွေရောတဲတွေဖုံနေပြီလျက်ပြေးရလာရတော့မောလဲမောစားလဲစားကြသည်ကိုနိုင်ကသူစုထားသော ပိုက်ဆံဖြင့်လူကြီးတွေအလုံးရှုံနေတော့အလစ်ခိုးထွက်ကအပြင်မုံတွေဝယ်စားကြသည် ခြောက်ဆုံးမှာဆိုလို့မစားရဘူးတာမြင့်ထားသောအချင်းမောင်းတွေရေခဲချစ်တွေဝယ်စားပြီးရတာတွေတွေ့နေကြသည်ကိုနိုင်ရလည်းဟဲတို့အစားတွေကဒီလိုသဘောကောင်းခင်ပြီးရောကစားရတာဘလောက်ပျော်စရာကောင်းလဲငါအဲ့လိုပြောဖို့နင်တို့ကိုလာရောသားပဲနင်တို့ကနည်းနည်းလေးစားရုံနဲ့ငိုကြတိုင်ကြတော့ငါအမြင်ကက်တာပေါ့ခုရောခုရောနင်တို့ကငါချစ်ပါတယ်ငါတို့တွေချစ်လဲချစ်ကြရောပြောင်းရရောပြောင်းရလို့ချစ်တာလားမသိပဲမမမိတော့ရဲ့မိစုကဝင်ပြော၏မသိပါဘူးမိစုရဲ့ ငါကိုနိုင်အောင်တော့တိတ်မြုံရဲဦးဘာဖြစ်လို့လဲဆိုစာမွေးနာနေရင် तू ကငါ့ကိုတိတ်ရင်လုံးတာအမေမလုပ်ပါဘူးဘာလို့မလုပ်ရမှာလဲမေတော်စားချက်ရင်ကိုနိုင်မြင်းနောက်ချက်တယ်အမတ်စင်းထွက်လို့မေတော်ကိုနိုင်ထက်တိုင်းမျက်နှာကြီးကိုစူးလို့ तू ကတိုင်ရင်တော့ပြုံးပြဲပြုံးပြဲနေမဟုတ်ဘူးလားဟုတ်တယ်ဟုတ်တယ်ကိုကြီးကမမမေတော်ကိုပြိုင်နေတာပဲ तू မနိုင်ရင်ဖေဖေရဆိုတော့မမမေတော်ကိုပဲရန်လုပ်တာမိစုတည်တယ်ကိုနိုင်ကမျက်စိမျက်နှာပြက်စွာပြင်းငြိမ်သွားပြီးအကြာကြီးနေမှာ နောက်အလိုမလုပ်တော့ဘူးဟုခက်တိုတိုပြော၏ပြီးတော့သူ့နှကန်ကြီးကဆိုလို့မိတော်တို့၃ယောက်ကသူ့ကိုဝိုင်းရကြတော့ခါခွေးမလေးတွေဟုပြောပြီးခြားလဲခြားလဲနဲ့ထွက်သွားသည်မိတော်ကတော့ဖေဖေနဲ့ဘွားဘွားမွေးမြူပေးထားသောစိတ်ဓာတ်နဲ့ပဲဘသူ့ကိုမှမပြိုင်ဆိုင်ပဲကိုကိုကိုသာပြိုင်ဆိုင်ခဲ့ရလေသည်ဖေဖေပြောသလိုပေါ့လူဟာကိုကိုကိုမျက်ခြေမပြတ်ကြည့်နေရတယ်မနေရနဲ့ဒီကနေ့ဘယ်နေရသားတလဲကနေ့မိတော်ကမနေရမိတော်ထံညံ့သွားပြီဆိုရင် တပတ်ခါမိတော့တအားကိုကြိုးစားရတော့မယ်။ကိုဟာကိုရှုံရင်တော့သွားပြီ။သုံးမရတော့ဘူး။အဲ့ဒီလိုဖေဖေကပြောပူတော့အခါလေးတန်းလောက်ထဲရပင် ထိုးစကားဤဒိဗေကိုမိတော့နားလည်နိုင်ခဲ့သည်။တနေ့ထက်တနေ့မသားမှဆိုတော့စိတ်နေပဲမိတော့ကြိုးစားခဲ့သည်။ကြိုးစားသည့်အတိုင်းပင်အောင်မြင်ခဲ့သည်။အေးချမ်းမှုအပြေအဝဖြင့်အောင်မြင်ခဲ့သည်။ကိုနိုင်ကတော့မိတော့ပဲချိန်တိချက်တည်းချက်တဲ့စားဘလောက်ရတယ်လဲ။ဖြေးပြီးပြန်တော့ဘယ်နှပုတ်ဖြေးနိုင်တယ်လဲ။သူထက်တာလျင်သားလို့ ူထက်နေလျင်နေလို့မျက်ဆောင်ထိုးရလောင်ရပြန်ရဝမ်းတာရဝမ်းနေရသူ့မှာကိုယ်အတွက်စူးစမ်းရတာပိုးပင်ငိမ့်ချမှုကင်းမဲ့ခဲ့မိဖြစ်ကြောင်းမိတော်အသက်ကြီးလာသောအခါတွေ့မိခဲ့လေသည်မိတော်တို့တွင်၅ရက်နှစ်လောက်ခဲ့ရကွဲပါသွားကြပြီးမိတော်ပွဲရပြီးမှပင်ပြန်ဆုံဖြစ်ကြတော့သည်နှစ်ဒေလာရီအလီလီလာလာကြာညောင်းခဲ့သည်နှင့်အမျှလူတို့အုပ်ချင်းသည်လည်းငယ်ဘဝနှင့်အချိန်ဤကွာခြားပြောင်းလဲခဲ့ရလေသည်မိတော်တို့မိသားစုကတော့သိပ်ပြီးတိတိတသားကြီးမပြောင်းလဲပါ ဖေဖေပင်စင်ယူပြီးနောက်ဖွားဖွားတို့ဤအိမ်ရှိသောမန္တလေးနန်းတော်ရှိမှအခြေချနေထိုင်ကြသည်တခြားလုံးပြောင်းလဲသည်ဟုထင်ရသည်ကကိုနိုင်တို့မိသားစုပင်သူတို့ကပြောင်းလဲသွားတာလားမိတော်ဤအတွေ့အခေါ်အသည့်အမြင်တွေကပဲအရင်ကနဲ့မတူအောင် ပြောင်းလဲလာတာလားဆိုတာမိတော်ကိုယ်တိုင်မင်းမခွဲခြားတတ်အောင်ဖြစ်နေသည်ဥပမာဖေဖေဆိုပါတော့ငငယ်တော့ကမိတော်စိတ်ထဲမှာအလွန်အေးဆေးပြီးစကားနေတော့ဖေဖေကိုအားမလို့အားမရဖြစ်ခဲ့ပေမဲ့ခုချိန်မှာတော့ဖေဖေသည် မိတော်ဤစံပြူအားထားစရာပုဂ္ဂိုလ်ကြီးဖြစ်နေသည်စာအုပ်ထူထူကြီးထဲမှာကောင်းနေ၍လိုအပ်မှသာစကားပြောသောပေပေထံမှမိတော်ရယူစရာတွေအများကြီးရှိနေသည်ဒါပေမဲ့ဖေဖေသည်မိတော်တို့နှင့်အလံဝေသောသာသနာပေါင်းမှမှွေလျော်နေလေပြီဖေဖေပင်စင်ယူပြီးမိတော်ဘွဲရပြီးနောက်အင်ယာတွေလည်းအတည်ကြာရှိပြီးမိတော်ဆရာမအလုံးလုံး၍နှစ်နှစ်မြောက်သောနှစ်မှာဖေဖေသည်ယဟန်ပေါင်းတို့ကူးသွားခဲ့လေပြီး ငငယ်တုန်းကစကားတွေအများကြီးပြော၍မိတော်ရုံးနဲ့လိုင်းလိုက်ရွရွနေတတ်သည့်အန်ကဲစော့ကိုတော့ယင်းနီယုံဝင်ရမှာတုံနေနေမိသည်မလို့အပ်ဘဲတမိတမိနဲ့ခြေပုတ်ကောင်းဖို့ပုတ်ခုံးဖတ်တာတွေလည်းမိတော်မကြိုက်လာပေမိတော်ကသာမကဒေါ်လေးပြူကို အပြိုကြီးရင်တို့ပြူကြီးကတော့အဲ့ဒီလူလာရောတာကိုလည်းမိတော်ကချင်တင်တင်ဖြစ်နေသည်အန်ကဲစော့ကတော့ဖိဖိလိုပင်ပြင်ဆင်ယူတာမျိုးမဟုတ်ဘဲနှစ်နှစ်မပြည့်မီအလုံးမှရန်နာခြင်းခံရသည် ဖေဖေရိုနေကွဲခဲ့ကြပြီးမှအငယ်စုံမှာယာရုတရားသည်ဟုမရှိဌာနဆိုင်ရာစစ်ဆေးခံရမှုများကဆက်နေရသည်မပြတ်မလတ်ဖြစ်နေသည်အဆိုရဆုံးကတော့အငယ်စော်သည်မထင်ရှားသောအိမ်တော်တစ်တခုကိုတိစောက်ထားခြင်းပဲထိုကိစ္စအတွက်အလုပ်ထိခိုက်ခြင်းလားအခြားကိစ္စကြောင့်ထိခိုက်ခြင်းလားတော့မသိသူတို့မိသားစုရေးစည်းပွားရေးအခြေအနေကတော့ပျက်စီးယိုယင်သွားမှုမရှိပါအငယ်စော်သည် အကျိုးဆောင်လုပ်ငန်းတစ်ခုကိုထူထောင်ထားသူဖြစ်သည်အမိုးနေမိစုကတော့ငုံငုံရရနဲ့စိတ်ဒုက္ခခံလိုက် အန်ကယ်စော်ရှာဖွေပြီးတော့ပြည်စည်းဥစားနေပင်ချမ်းသာဒုက္ခကိုခံစားလိုက်မတိမငိမ်ဖြစ်နေရှာသည်ငွေစုံကလေးပပောက်ကတော့ဆယ်တန်းမအောင်မီပင်ချစ်သူနာကိုလာ၍အိမ်အောင်ကြသွားခဲ့လိမ့်ပြီကိုနိုင်တယောက်ကလည်းဆယ်တန်းကိုနှစ်ခါဖြီးပြီးစစ်တပ်ကသဝင်လွင်ရသည်မိတော်တို့ဖွေရပြီးနောက်ចောင်းတွင်အကြာကြီးပိတ်တာနှင်းဆုံးသောအခါကိုနိုင်ចောင်းပြရန်တုံနှစ်ခန့်လုံနေသေးသည်မိစုကတော့ကျူပါပေတာနောက်ဆုံးနဲ့ဖြေးထားသည်အားလုံးထဲမှာတနာစရာအကောင်းဆုံးကအမိုးဖြစ်သည် အမိုးမှာ နှလုံးရောဂါသွေးရောဂါတို့ဖြစ်စီလျက်ငငယ်ကလိုရုပ်ရည်မျိုးမဟုတ်တော့ဘဲအဖွားကြီးလေးနဲ့တူနေသည်မိတော်သည်အမိုးဝတ္တနာတိုင်းအန်ကေဆော့ကိုပဲအပြစ်တင်မိသည်အန်ကေဆော့လို ပုံကူမျိုးကအတိအခံလာ၏မိသားစုပေါ်မှာကောင်းလိုက်ပုံကလည်းလက်ဖြာခါရမလားအပြစ်မှအပျော်ရှာလိုက်ပုံကလည်းအံ့ဩရမလားပင်အန်ကေဆော့သည် သူမိသားစုပေါ်မှာကောင်းတယ်လို့မိတော်တို့မိသားစုပေါ်မှာလည်းငငယ်တော်ကအတိုင်းပင်ဆောင်းရှောက်ကူညီနေမြဲဖြစ်သည်မိတော်ဆရာမအလုပ်ရခဲ့တာလေအန်ကယ်စော်ဤကျေးဇူးမကင်းပေ ။နောက်ပြီးဖေဖေယဟန်ခံပွဲအတွက်လည်းအန်ကေဇော်ပင်ဦးစီးဦးဆောင်လုပ်ပေးခဲ့တာဖြစ်သည်။နောက်ဆုံးအကိုကြီးရဲ့မိသားစုကိုကျွန်တော်ရဲ့မိသားစုလိုထပ်တူထပ်များဆောင်ရှောက်ပါမယ်ဟုကတိပေးခဲ့တာလည်းအန်ကေဇော်ဖြစ်သည်။သူကလေးအတိုင်းဝတ္တရားမပြည့်အောင်ကြီးစုဆောင်ရှောက်ခဲ့သည်။ဖဖွားအိမ်ငွေအရင်အနည်းကလေးများကိုလည်းအန်ကေဇော်ဤလုပ်ငန်းမှာမြုံနယ်လျက်ပွားများတိုးဝါစေခဲ့လေသည်။ကိုနိုင်တို့မိသားစုနဲ့မိတော်တို့မိသားစုကအဲ့ဒီလိုဆက်သွယ်မှုတွေနဲ့တွေ့တဲ့ဆက်မှမဆက်ပဲအမျိုးတော်ခဲ့ကြတာဖြစ်သည်။ မိတော်သည်အမိုးနေမကောင်းသောအခါသွားပြုစုလိုက်မိစုကဘဝနေမကောင်းတဲ့အခါလာပြုစုလိုက်နှွေချောင်းပည့်ရများမှာဒေါ်လေးဖြူမိတော်နဲ့မိစုတို့ပါပေါပေါတို့ရှိသောတောင်ကြီးကိုသွားလဲပတ်လိုက်ကုလူဆက်ဆံမှုတွေပြုဖြစ်ကြတော့လဲကိုနိုင်နဲ့တော်တရင်တင်းဒီမရောဖြစ်ပြီးကိုနိုင်ကလည်းငငယ်ကလိုမိတော်ကိုတိတ်မရောပဲတနေ့လောက်အထီးခက်တန်တန်ဖြစ်နေသည်စကားပြောစရာရှိပြောလှုပ်စရာရှိလှုပ်ပြီးဒီလောက်ပင်ဖြစ်သည်မိတော်နဲ့ကိုနိုင်ပြန်ပြီးရင်းနှီးသွားကြတာ မိတော်အတွက်အမှတ်စရင်ထုတ်ရန်မန္တလေးတက္ကသိုလ်သို့သွားသည့်နေ့ကဖြစ်သည်မိတော်နှင့်မိစုကိုပေးသွားစရာရှိရှိအန်ကေဇော်ကပင်ကားနှင့်လိုက်ပို့မည်ဖြစ်၏အန်ကေဇော်ရန်ကုန်သွားနေသည့်ဖြင့်ကိုနိုင်ကမိတော်ကိုလိုက်ပို့သည်တငယ်ချင်းတွေကကိုနိုင်ကိုတွေ့သွားပြီးမိတော်ကိုဆက်ဆူကြသည်ငါ့ကိုဝမ်းခွဲပါဟဲ့ငါဦးလေးမအားလို့လိုက်ပို့တာပါသူကတိတ်ဆိတ်ရှိတာမဟုတ်ဘူးငါတိတ်ကြကြမနေဘူးအမတ်ထုတ်ပြီးရင်ပြန်မဟုတ်လို့ရ යි ဒါတောင်တငယ်ချင်းတွေကအလုပ်မပီး နင့်အကူကချလိုက်တာဟဲ့ငါပေဟုပြိုင်လူတောင်းရင်အဝေမတက်ဖြစ်နေကြသေးသည်တယောက်နဲ့တယောက်ရဲကြမောကြထုတ်ကြရိုက်ကြမိတော့ကားစီတို့ပြန်အောင်လာတော့ကိုနိုင်ကမိသည်တငယ်ချင်းတွေနဲ့ဘာဖြစ်နေတာလဲတဲ့ဘာမှမဖြစ်ပါဘူးကိုနိုင်ကဝိုင်းတောင်းနေကြလို့ဟာတဲဟုတ်ပါလားမိတော့ကဘယ်လိုပြောလိုက်လဲမျှတာယူဖို့ပြောလိုက်တယ်လှုပ်လိုက်ပြီမိတော်တို့ကတော့ငါလေးခင်ဗျာတပိုင်းတစစီဖြစ်ရရှာတော့မယ်ကိုနိုင်ကပြောပြီးတလန်းလုံးရေလာသည်အိမ်ကြတော့လေဘွားတို့ကိုပြောပြီးရင်နေသည် မိတော်နှင့်ကိုနိုင်သည်ထိုနေ့မှစ၍တရားနှင့်တရားအတန်းပေါ်တငယ်ချင်းတွေလိုစကားတွေပြောဖြစ်ခဲ့ကြသည်ငငယ်ကလိုပင်စကြနောက်ကြပြောစရာကောင်းသွားသည်လူဆောင်သောစကားဝိုင်းများတွင်မိတော်ဤမြတ်တာယူပေါ်ဆိုသောစကားကိုခဏခဏပြောလျက်ရေဖွဲကြသည်မိတော်နှင့်ဒေါ်လေးပြူနှစ်ယောက်တည်းအေးအေးဆေးဆေးလမ်းလျှောက်ဖြစ်သောတညနေမှာတော့တကားမှမပြောဘူးသောစကားအစမ်းတစ်ခုကိုဒေါ်လေးပြူကပြောလာသည်မိတော်နန်းနိုင်ကိုအလူခံတဲ့လူတွင်တကယ်လူမလား ဒေါ်လေးပြောရတယ်ကိုနိုင်ရဲ့ပစ္စည်းမှမဟုတ်တာနောက်ပြီးသူ့အပိုင်းနာအငယ်စော်နဲ့အမိုးပဲမေတော်မှမဟုတ်တာတနေ့နေ့မှာမေတော်နဲ့ကိုနိုင်ဆိုင်လာခဲ့မယ်ဆိုရင်ရောဟင်ဒေါ်လေးပြောရတယ်မဟုတ်တာတွေပြောမနေနဲ့သူတို့ကြားတော့ရင်ရှက်စရာကြီးရှက်စရာမဟုတ်ပါဘူးတမီးရဲ့ညီမကဒေါ်လေးပြောပြောနေတာကြားပြီတမီးတို့ညစလုံးချောင်းပြီးရင်ပြောမလို့တမီးရနိုင်နိုင်ထက်အရင်ဆိုပြီးလို့တမီးတို့ဒေါ်လေးပြောပြောထားနေတာမေတော်တို့ကမောင်နှမတွေလိုနေကြတာဥစား မောင်မရင်မမဟုတ်ဖဲတမီရဲ့တသက်လုံးဒီလိုနေသွားကြလို့ဘယ်ဖြစ်ပါမလဲဒါဖြင့်တမီမှာတခြားတယောက်ရှိနေလို့လားမရှိပါဘူးဒေါ်လေးကလည်းတမီအဲ့ဒါတွေတိတ်ဆိတ်မကူဘူးဟွန်းဒုက္ခပါပဲတို့မျိုးဆက်တော့ပြုတ်တော့မယ်ပြုတ်လဲအေးရပါပဲဒေါ်လေးဖြူရဲ့ဘယ်အေးရမလဲတမီရဲ့ဘွားဘွားတို့ဒေါ်လေးဖြူတို့မရှိရင်တမီတယောက်ထင်းချန်ခင်မှာဆွေမျိုးရင်းချာများများဆက်စားရှိခဲ့ရင်လဲတော်သေးတယ်တမီကိုဒီလောကအလဲမှာဒေါ်လေးဖြူတို့ကတယောက်တည်းဘယ်စိတ်ချနိုင်မှာမလဲခုလိုအချိန်အရွယ်ရှိကြတဲ့က စီမံစရာရှိတာစီမံထားခဲ့ရမှာပေါ့တော်လေးဖြူကအဲ့ဒီလိုပြောထား၍ကိုနိုင်ပေါ်မှာအရင်ကနေစားလျင်အာယုံစူးဆိုင်မှုတော့ပိုလာခဲမိသည်မိတော့အနေနဲ့အိမ်အောင်ဖြူမှာတင်တော်မိမိန်းကလေးတယောက်ဖြစ်ပြီဆိုလျင်မိတော့အိမ်အောင်ဖတ်သည်ကိုနိုင်ကလွယ်ပြီးဘယ်သူမှမဖြစ်နိုင်ဆိုတော့တွန်နီကတော့ပုံသေးနည်းတစ်ခုပဲဖြစ်နေမှာဟုမိတော့ကတွေးမိ၏မိတော့နဲ့ကိုနိုင်သည်ကင်ကနဲများမဟုတ်အရာဝတ္ထု ပစ္စည်းများလည်းမဟုတ်အတိညာနဲ့အတူခံစားရတဲ့နှလုံးသားရှိသည့်လူများ၏အင်အားထူထောင်မှုမှာ အဲ့ဒီလိုမျိုးပုံသေးနေရတဲ့တွေ့လို့မရနိုင်ဖြစ်တယ်မဖြစ်တဲ့တရားမျှတမှုရှိမရှိအရာတွေကိုမိတော်ကထဲ၍စဉ်းစားခြင်းသေးသည်ဒါပါတော့မိတော်ဘကကြည်လင်မိတော်ဤနှလုံးအိမ်သည်လူမနေရသေးသောအိမ်တန်တန်လေးတစ်လုံးလုံးဖြူစင်တန်ရှင်းစွာပင်ရှိနေတာဆိုတော့တင့်လျော်သူတယောက်ကိုအချိန်မရွေးဝင်လို့ကဝင်နိုင်နေပဲဆိုပါတော့ဒါပေမဲ့ထိုသူသည်လှပတန်ရှင်သောအိမ်သည်ကလေးနှင့်ထိုက်တန်နေရပေလိမ့်မည်ကိုနိုင်ရဲ့နှလုံးအိမ်ခံကလေးကရော မိတော်လိုဝင်တခါမှဝင်မှုထပ်မှုမပြုသေးသည့်တန်ရှင်းမှုမျိုးရှိနေမှာလားဒါမှမဟုတ်အခါခါဝင်အခါခါထွက်လူဝင်လူထွက်များလွန်လာသည့်ခတ်အိုးခတ်ဟောင်းအခန်းတခန်းလားဒါမှမဟုတ်တဦးတယောက်ကိုအပိုင်စားပေးလိုက်ပြီးဖြစ်သောနေရာလက်မရှိတော့သည့်အခန်းတခန်းလားတည်လို့ခဲ့သည်တကယ်တမ်းစတင်စုံစမ်းသူကမိတော်မဟုတ်ရပဲကိုနိုင်ဖြစ်လေသည်မိတော်ညင်းเจ้าမှာတော့အတွဲမရှိခဲ့ဘူးလားရှိပါဟိုတခါကကြားလိုက်ပါတယ်အန်ကဲတပည့်အရာရှိတယောက်က နင်းုံတနန်ဆွဲဆိုနင်းပြန်ကြိုက်ခဲ့ဘူးလားအိုးရရဆဆသူ့လိုများပြုတ်ဒုက္ခဘိုလ်လူဒီလူရှောက်ကြိုက်တတ်တဲ့အစမတ်လို့လားဒါဆိုမူးလူတောင်ရွှေစရာမရှိဘူးပေါ့မူးကိုမမူးတာဒေါ်မေတော်တို့ကဒီလိုမျိုးဘယ်တော့မှမမူးဘူးအညစ်အဟောက်ကိစ္စတွေနဲ့ဘယ်တော့မှမပတ်သက်တတ်ဘူးကင်းကင်းရှင်းရှင်းတတ်တန်ကလေးပဲမျက်နာကိုတမင်မော၍လက်မထောင်လျက်ပြောတော့အခါကိုနိုင်ကရေလျက်ကိုတို့ကတော့ဖိုးစုံမယ်ဟူကြသည်တိပါရနော် သူ့ကဘုံမှာကြည်လိုက် အမြဲမပြတ်ကောင်မလေးတွေနဲ့ကြီးပဲလူအမျိုးမျိုးပုံစံမျိုးမျိုးထဲလဲဟာအကောင်လုံးတင်းကြုံမပြောနဲ့တချို့တွေကြာတငယ်ချင်းတွေငါမှအများကျိုးဆောင်နေရရှိသေးတယ်အများကျိုးဆောင်တော့နေရမှာတော့ကိုနိုင်ကအန်ကယ်ဆောင်နဲ့တူလေသည်ဒါပေမဲ့ကိုနိုင်အကျိုးဆောင်တော်သူများကယောက်ျားလေးနဲ့ပါပြီးမိန်းကလေးတွေသားများ၏ကိုနိုင်သည်ငငယ်တုန်းကလိုပင်ပင်လင်းလင်းစုပ်ချွန်ချွန်ကလေးမဟုတ်တော့ဘဲအသက်ကြီးလာလေအန်ကယ်ဆောင်နဲ့တူလေဖြစ်သည်အသားရေကအမိုးနဲ့တူ၍ ဖြူဝင်းနေသည်ဖြူစင်ခန့်ညာချုံမလာတဲ့ဆောင်းဝင်းလောင်းလျာတယောက်အတွက်မိန်းကလေးပေါင်းသိမ်းများတာတော့တိတ်ပြီးထူကြလာတဲ့ကိစ္စမဟုတ်ကြောင်းမိတော်နာလဲထား၏ဒါပေမဲ့ကိုနိုင်ရာဇဝင်မှာမိန်းကလေးနဲ့ပတ်သက်သောဇလံတွေများခဲ့သည့်အကြောင်းရင်းကတော့ပြပြပြင်းပြင်းထင်ထင်ရှားရှားမှတ်တမ်းတင်ပြီးသားတွေနဲ့ခိုင်ခိုင်မာမာရှိနေခဲ့သေးသည်အဲဒါကတော့မီဆူအီဝါဒနာနဲ့သက်ဆိုင်မီဆူကငငယ်လေးကလေးကစာရီဖတ်ခဲ့သည်ကြပြရီ စာရီနဲ့ ဘာမှတော့ဖြစ်ဖြစ်မြမြမရှိသေးပေမဲ့မိစုကတော့သူ့ကိုယ်သူစာရေးဆရာမဟူကြွကြော်ထား၏ကိုနိုင်ဤစားစားတွေဓာတ်ပုံတွေကိုမိစုကအကုန်သိ၏နေဆွဲနဲ့နာမည်နဲ့အသေးအချာစင်းပြုစုထားလေသည် ကိုနိုင်ကိုကြည့်ရတာကောက်ရိုးတပုံလိုပဲဟူမိတော်ကပြောလျင်တော့စိတ်ဆိုးတတ်ပေမဲ့ကိုနိုင်အပြုအမူဝါဒနာများကကောက်ရိုးမြင်များနဲ့သာတူနေတော့သည်ဘယ်အရာမစိုးဝုန်းခနဲထထောက်ကအချိန်ပြင်းလွန်လာတော့လေစက္ကန့်လောက်သာလောင်ကျွမ်းနိုင်စွမ်းရှိသူဖြစ်၏ကိုနိုင်က သူပါပဲလုံလုံပူဝင်လန်းနေတော့အရှိသားပဲညီကိုမရှိတော့ကြောင့်မိစုကိုပဲညီကိုတယောက်လိုတငယ်ချင်းတော်သဘောထားကမိန်းကလေးများအကြောင်းကိုပြောပြလေးရှိသည်တယောက်နဲ့ဇလံပြီးသွားပြီဆိုရင်စာရီတပ်ပုံတွေကိုမိစုလက်ထဲသို့အထုတ်လိုက်ထည့်ပေးလိုက်သည်မမမေတော်ရေမိစုမစွန်တာလဲမပြောနဲ့ကို့ကိုတယောက်ယောက်ကစကားဆလာရင်ကိုကိုလိုအစားဖြစ်နေမှာလားဆိုပြီးကြောက်တာနဲ့ပြန်မကြိုက်ရဘူးဟုမိစုကပြောပြသည် ယခုဖပြသွားတာကတော့ဝင်းမုံခြေတန်းအပိုင်း၈ပထမအပိုင်းလေးပဲဖြစ်ပါတယ်ရှင်။နောက်လာမယ့်အပိုင်းတစ်ကလေးတွေကိုလည်း Chronicle YouTube Channel လေးတွေမှာဆက်လက်နားဆင်ပြဖို့အတွက်တောင်းဆိုပါရစေ။ယခုဖပြသွားတဲ့ဇာလန်လေးကိုလည်းနားဆင်သမျှနှစ်သက်သဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။တာယာလာပါတဲ့နေ့ရက်ကလေးတွေပိုင်းဆိုင်နိုင်ကြပါစေလို့ဆုမကောင်းတောင်းပါရစေ။ကျမကတော့စာဖတ်သူဝိုင်းပါ။